အားလုံးပဲမင်္ဂလာပါရှင်တက္ကသိုလ်ဆုံမီဒီယာမှကြိုဆိုလိုက်ပါရစေ။ရှင်နေ2025ခုနှစ်မတ်လ24ရက်နေ့ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ရှင်နေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာလေးကတော့ဇလုံမြို့နယ်တွင်66 kV ဟင်္ဒရာရေကြီးဇလုံး တအားလိုက်တိဆောက်ခြင်းကြောင့်ပျက်စီးသွားသောတီးနံပေးများအတွေ့တောင်သူများထံသို့နစ်နာခြင်းရော့ခြင်းတွင်ပေးအပ်ခဲ့ဆွဲတဲ့တင်ပဲဖြစ်ပါတယ်ရှင်။အီယာရိုင်းတာကြီးဟင်ဒရခရိုင်ဇလုံမြို့နယ်တွင်လျှက်စစ်စွမ်းအားဝင်ကြီးဌာနလျှက်စစ်တာပို့လွှတ်ရေးနှင့်ကုကဲရေးဦးစီးဌာနမှ 66K V ဟင်ဒရရေးကြီးဇလုံတအားလိုက်တိဆောက်ခြင်းကြောင့်ပျက်စီးသွားသောတီးနံပေးများအတွေ့တောင်သူများထံသို့နစ်နာခြင်းရော့ခြင်းတွင် ပေးရပွဲအခမ်းအနားကိုရှနေ့နက်နဲ့10:00တွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစီအဝေးခန်းမှတွင် ပြုလုပ်ခဲ့ပါတယ်ရှင်။အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းလင်းက 66kV ဟင်္ဒရာရေးကြီးစလုံးတအားလိုင်းတိဆောက်ခြင်းကြောင့်ပျက်စီးသွားသောသီးနှံပင်များအထက်တောင်သူများထံသို့နှစ်နာကျင်းရွက်ချင်းငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းလင်းနဲ့အဖွဲ့ဝင်များကအရှုပ်ကွင်းကျွော်အုပ်စုလိန်ကုံကျွော်အုပ်စုညောင်ပင်စေးရက်ကွက်စွန်ပိကျွော်အုပ်စုကတော့ကရကျွော်အုပ်စုပြမကုံအနောက်ကျေးကျွော်အုပ်စုအင်းတယောကျွော်အုပ်စုတို့မှာတောင်သူ116ဦးအတွက်နှစ်နာကျေးရော်ချင်းွေစက်သိန်းပေါင်း469သိန်း9244ကိုတောင်သူများထံသို့ပေးအပ်ခဲ့ပါတယ်ရှင် ဤတဲ့ရင်ကိုဝေယံဇလုံးပြန်ဆက်မှပြဖို့ထားတာဖြစ်ပါတယ်ရှင်။